င်္ဂလာပါရှင်။စာချုပ်ရေး channel လေးကိုပြန်လည်ထူဆိုလိုက်ပါရှင်။ကျမကစာချုပ်ဘိုးပါ။စေဝါပညာရှင်တယောက်ဖြစ်ပါရှင်။အဲဒီနေ့တော့ဘောနော်။ဂျာသူကြီးကလည်းပူလာပြီဆိုတော့ဂျာသူကြီးလည်းပူလာပြီခန္ဓာကိုယ်ကလည်းရေဓာတ်တွေအများကြီးပူလာပြီဆိုတဲ့အခါကျတော့ရေတောက်ခြင်းပဲဘောနော်။ရရှိနိုင်တဲ့အချိုးကျစုလေးတွေကိုပြောပြပေးသွားမှာဖြစ်ပါရှင်။အဲလူရဲ့ခန္ဓာကိုယ်မှာဆိုလို့ရှိရင်ဘောနော်ရေကရေဓာတ်က60%ခန့်တော့ဖွဲ့စည်းထားတယ်ဘောနော်။အဲရေ ယောက်ျားလေးဆိုလို့ရှိရင်အဲလူပြောင်းမှာပေါ့နော်ပုံမှန်အဖြစ်ဆိုလို့ရှိရင်တော့ရေ၈ခွက်2လီတာလောက်တောက်ဖို့အနည်းဆုံးတော့ဝတ်တယ်ပေါ့နော်အဲတောက်နိုင်တယ်ဆိုလို့ရှိရင်တော့ယောက်ျားလေးအမျိုးသားလေးဆိုလို့ရှိရင်တော့ရေ2.7လီတာတောက်ရပြီတော့အမျိုးသမီးလေးဆိုလို့ရှိရင်တော့2.7လီတာလောက်တောက်ဖို့လိုအပ်တယ်ပေါ့နော်အဲနေ့တိုင်းရေတောက်ချင်အောင်ဆိုလို့ရှိရင်ခန္ဓာကိုယ်အတွက်အဲအရေးကြီးတယ်ပေါ့နော်အဲပြီးရင်ရေတဲလိုအပ်ချက်ကလည်းပေါ့နော် အဲဒီရာသီဥတုပုံမှာမူတည်ပြီးတော့ရာသီဥတုပူရဲဆိုလို့ရှိရင်ရေဓာတ်ကိုပြီးတော့လိုအပ်မယ်။အဲပြီးတော့လို့ရှိရင်အဲနောက်ဖြားဖြားထားတဲ့လူပေါ့နော်။ဒီမကောင်းဖြစ်ပါစားလို့ဆိုလို့ရှိရင်လည်းအဲရေပိုတက်ပြီးလိုလိုအပ်တယ်ပေါ့နော်။နောက်ကြတော့ဒီ1တွေပါတယ် short တွေပေါ့နော်။1 short တွေလို့ဆိုလို့ရှိရင်လည်းအဲရေကိုပိုတက်ပြီးလိုလိုအပ်တယ်ပေါ့နော်။နောက်ကြတော့ဟိုဒီစင်များ exercise များများလုပ်ခဲ့ပေါ့နော်။ exercise များလုပ်ခဲ့လို့ဆိုလို့ရှိရင်လည်းအဲရေအများကြီးတောက်ပြီးလိုအပ်တယ်ပေါ့နော်။အဲ ရေဟိုမြညာတောက်တွေဆင်အားဖြင့်ဒါအချိုးကျစုတွေရနိုင်တယ်ဆိုလို့ရှိရင်နံပါတ်1အချက်ကတော့ရေကခန္ဓာကိုယ်မှာရှိရတယ်ပေါ့နော်ဒီ temperature ပေါ့အပူချိန်ဟိုပုံမှန်အတိုင်းဖြစ်အောင်ထိန်းထားပြီးရယ်ပေါ့ထိန်းထားပြီးရယ်ကြာမလို့လေးစင်ငန်းလုံးလိုက်တဲ့အချိန်မှာရာသီဥတုအရန်ပူရဲခြင်းပါဆိုလို့ရှိရင်အဲလူရပင်ပန်းနှမ်းနေတာဖြစ်တတ်တယ်ပေါ့နော်ပင်ပန်းနှမ်းနေတယ်ခေါင်းမကြည့်ဘူးအလုံးမစိတ်မပါဘူးငုံနေရယ်ဆိုတာအဲဒါဒီခန္ဓာကိုယ်ကနေပြီးရေတက်ကိုအလုံးပေါ့နော်ဖြစ်လာတဲ့ အကြောင်းအရာဖြစ်လာတဲ့ဒီဘောနော်ဒီ sign တွေဘောနော်အဲ့ဒီဆံမှာရေတောက်လိုက်လို့ရှင်အာဒီစိတ်ပြေစမှုကိုလည်းရှော့ချနိုင်တယ်အဲဒီလည်းငန်းဆန်းဖြစ်စေတယ်ဘောနော်အုံနောက်ရဲ့လုပ်ငန်းဆောင်တာကိုလည်းကောင်းမွန်စေပါရဲ့ရှင်နောက်တစ်ခုကကြတော့ဘောနော်ကောင်းကြိုက်တာကိုလည်းရေတောက်ခြင်းအပြင်အများကြီးတက်တာစီနိုင်တယ်ကောင်းတစ်ချမ်းကြိုက်တာပေါ့နော် migraine လို့ခေါ်တယ်အဲ့ဒါကိုတက်တာစီပါတယ်အမ်တချို့ပေါ့နော်ဒီ စပိုင်နယ်ထိုးလိုက်တယ်ပေါ့နော်ထုံစေးခါထုံစေးထိုးလိုက်လို့ဆိုလို့ရှင်ထုံစေးထိုးပြီးတဲ့အချိန်မှာဆိုလို့ရှင်တော့ခေါင်းထွက်တယ်ပေါ့နော်စပိုင်နယ် head age လို့ခေါ်တာပေါ့အဲရှင်နေရတော့လဲဆိုလို့ရှင်လည်းအဲ့လိုမျိုးဒီမေးစေးထုံစေးသာဖြစ်တဲ့အဲပေါ့နော်ဒီဒေတာဆိုချိုးဖြစ်တဲ့ဒီခေါင်းမူတာတွေလည်းဒါတက်ပါစေတယ်နောက်တစ်ခါကျတော့ဝမ်းချုပ်တတ်တဲ့သူဆိုလို့ရှင်ပေါ့နော်အဲရေကိုအများကြီးဒါ တောက်လိုက်မယ်ဆိုလို့ရှိရင်တော့ဝမ်းချုပ်မှုကိုလည်းအဲတက်တာစီပါတယ်ရှင်နောက်တစ်ခုကကြတော့ဘောနော်စီလန်းချောင်းမှာဘောနော်စီလန်းချောင်းမှာတက်ထူတွေအနေကြတာများလို့ရှိရင်ဘာဖြစ်တယ်လဲဆိုစီလန်းချောင်းကြောက်တယ်တာတွေဖြစ်တယ်လို့နော်ဒီလိုအဲစီလန်းချောင်းကြောက်တယ်တာကိုလည်းအာဒါရင်းနေရတော့လို့ရှိရင်အဲ့လိုတက်ထူတွေအနေနဲ့မထိုင်အောင်တာစီပေးတဲ့အတွက်ကြောင့်လို့အဲ ါစီလန်းကြောင်တက်ပြတာကိုလည်းရေတောက်ခြင်းအဖြစ်ဒါကကွယ်ပေးနိုင်ပါတယ်။နောက်အရက်တွေပါလေနူးလာတယ်ပေါ့နော်။ဟန်းကူပါဖြစ်တယ်ဆိုလို့ရှိရင်လည်းရေတောက်လိုက်လို့ရှိရင်လည်းအရက်နူးလာဟိုတက်တာစေတယ်။အဲနောက်တစ်ခုကဆိုတော့ကိုလေးစင်လေရောကြပြီးပြီးတယ်ပေါ့နော်။အစားမစားခင်ငါရွက်တနိုင်လောက်ရေတူတောက်ထားမယ်ဆိုလို့ရှိရင်ဒီ အများကြီးမဆားမိဘူးပေါ့နော်အများကြီးမဆားမိရတဲ့ကြောင့်မို့လို့ဒါကိုလေးချိန်ကိုလည်းထိမ့်ပြတယ်နောက်ကကြာရေ2လီတာလောက်တောက်လိုက်မယ်ဆိုလို့ရှိရင်ခန္ဓာကိုယ်ရဲ့မှာ96ကယ်လိုရီလောက်ရေလောင်ကျွမ်းတယ်ပေါ့နော်ခန္ဓာကိုယ်ရဲ့ဒီမက်တာဘိုလစင်လို့ခေါ်တာပေါ့ဇီဝကံမှာဖြစ်စင်တယ်လို့မြင်စေတယ်မြင်စေရတဲ့ကြောင့်မို့လို့ဒါကိုလေးချိန်ကိုလည်းအဲရော့ကြ ေးနိုင်ပါတယ်ရှင်အဲပြီးတော့ရေလိုအပ်မှုကတော့ခုနပြောခဲ့သူပေါ့နော်ဒီအနေနဲ့ဒီအခြေအနေပေါ့မျိုးမျိုးပုံတည်ပြီးတော့မှရေလိုအပ်မှုကကြာတယောက်နဲ့တယောက်မတူဘူးပေါ့ activity level ပေါ့နော်လှုပ်ရှားသွားလာတာများတယ်ဆိုလို့ရှင်ရေလိုအပ်တဲ့ပမာဏကများနိုင်တယ်နောက်ကစားကြသူပူလာတဲ့အချိန်မှဆိုလို့ရှင်လည်းရေကများများတောက်ဖို့လိုတယ်ပေါ့နောက်တစ်ခုကကြာတော့ဒီလူတယောက်ရဲ့တရားဝင်ကျမ်းမာရေးပေါ့နော်ကျမ်းမာရေးခြင်းလေအခုနလိုမျိုးကခေါင်းကိုက်ခေါင်းကိုက်တဲ့သူလိုအာနောက်ဆီလဲเจ้าမှာအာ အကြောက်မတရားဘူးပေါ့နော်အဲ့လိုမျိုးဒီကျမ်းမာရေးအခြေအနေကိုလိုက်ပြောပြောနေမကောင်းဖြစ်ပြီးတဲ့လူပေါ့လူမျိုးပေါ့နော်အဲ့လိုမျိုးဆိုလို့ရှိရင်လည်းရင်းနေရတော့ဘူးလို့လည်းနောက်ကျတော့လည်းအသက်ကြီးတဲ့လူတွေကကျတော့လေသူတို့ကမတာကိုလည်းဆယ်နေနေထားတဲ့ခါကျတော့ရေသိပ်မစားတော့ဘူးပေါ့နော်အဲ့ဒါကြောင့်အသက်ကြီးတဲ့လူတွေဆိုတော့တတိထားပြီးတော့အာရေကိုညများတော့ပြီးကိုလို့ရယ်ပေါ့နော်အချက်အလက်ဖြစ်ပြောလို့ရှိရင်ပေါ့နော်ခန္ဓာကိုယ်မှာရေတက်လိုအပ်လာလို့ရှိရင်ဘာတွေဖြစ်လာလဲဆိုတော့အာခေါင်းကြီး၆လာမယ်အသားကြီး၆လာမယ်ပြီးအဆစ်တွေနာလာမယ်ပေါ့နော်အဆစ်တွေနာလာမယ်မော လာမယ်ခန္ဓာကိုယ်ကနုံးလာမယ်ပြီးစီးရကြတော့အဝါတွေသွားမယ်ဆိုတာရေတပ်ပုံတွေလည်းအချိန်မီလို့အကျန်းရင်းပြောလို့ရတယ်ပေါ့နော်အဲတနေ့ကိုရေအနည်းဆုံး2လီတာလောက်ကောက်ပြီးဒါရှိဆိုရင်ဒါဖြစ်လာလို့လဲဆိုတော့ မှတ်ဉာဏ်ကိုပို့ပြီးတော့ကောင်းမယ်။နောက်အသားလည်းလှမ်းတယ်ပေါ့နော်နှလုံးကျန်းမာရေးအတွက်လည်းကောင်းနိုင်တယ်။နောက်ကြတော့အတွင်းမှန်ဆိုးတွေလည်းကင်းစေနိုင်တယ်လို့ခုနပြောခဲ့သလိုဝိတ်လည်းကျနိုင်တယ်ပေါ့နော်။အရေးပြားပြဿနာတွေရင်လည်းအနေနဲ့ညာရောပါသွားနိုင်တယ်။စိတ်ခံစားမှုတွေလည်းကောင်းလာစေတယ်ပေါ့နော်။စီလန်းချောင်းကျန်းမာရေးပို့လည်းကောင်းမှန်စေပါတယ်။အားကြောင့်ပို့ပေါ့နော်။တနည်းပေါ့ ရေလေးနှစ်လီတာလောက်လေးတောက်ကြုံနေပေါ့နော်နှစ်လီတာကအနည်းဆုံးလောက်လေးတောက်ကြုံနေအဲဒါကိုအတွက်ပေါ့နော်အဲချမ်းမာရေးပို့ပြီးတော့မှကောင်းမှုစေတဲ့ကြောင့်မလို့ဒီလိုပူလိုက်တဲ့ရာသီဥလည်းဖြစ်တဲ့ကြောင့်မလို့အဲတတိလေးထားပြီးတော့အဲရေကိုတောက်ပြီးလို့အတွက်တိုက်တွန်းလိုက်ပါလိမ့်ရှင် application လေးရှိရပေါ့နော်ကျွန်မဆိုလို့ရှိရင်ပီတိုမီတာဆိုတဲ့ application လေးထည့်ထားတာအာတော့ရေကိုတောက်ခံကြမယ်ဝါတာဝါမိုင်းနာဆိုပြီးတော့နှစ်မိုင်း ာတော့ပမိုင်းမဟုတ်ဘူးမမအလုပ် application လေးတွေလုပ်ပြီးတော့လည်းအဲရေးတောက်ပြီးနိုင်ပါရှင်အားလုံးပဲစိတ်ချမ်းသာခြင်းကိုယ်ချမ်းသာခြင်းနဲ့ပြည့်စုံကြပါစေရှင်